အမကနည်းနည်းတက်လဲရလာပြီဆိုတော့လေအဲ့ကိုမကိုပဲလှုပ်ဖြစ်တာများရပေါ့နော်ပျော်အောင်နေတာပေါ့နော်ကိုကိုရင်ကလည်းပျော်ပျော်နေတတ်တယ်အဲစိတ်ညစ်စရာရှိလို့ရှိလို့ရှင်လည်းခေါင်းနဲ့သိမ့်ထားတယ်ပေါ့ပေါ့နော်နောက်ပြီးတော့ positive thinking အများနဲ့ရှိရဆိုတော့အဲ့လိုမျိုးပေါ့ဒါပြတော့အဲ့လိုမျိုးမျိုးရိုးလိုက်တာနဲ့လဲဆိုင်နေတဲ့နေမှာအဲ့လိုနှုတ်တယ်နှုတ်တဲ့ခါကျအမေကနှုတ်တော့ကိုလည်းအဲ့လိုမျိုးလူတွေထင်ရတာပေါ့2025ကတော့ဘယ်လိုပြောမလဲဆိုတော့တခုခုအရှိန်ယူနေနှစ်လို့ကိုယ့်ကိုထင်တယ်ပေါ့နော်တပံပြန်ပြီးတော့အာယူနေတဲ့နှစ်ဆိုလဲဟုတ်မယ်ပေါ့နော် 2026အတွက်ကိုအဲတခုခုအချိန်ယူနေတဲ့အဲအဲ့လိုမျိုးပေါ့နော် something big coming ပေါ့အဲ့လိုမျိုးလေးနေရာနေလို့ထင်ပါအဲ့ဟာငငယ်တော့အဲ့လိုစအများကြီးဖတ်တယ်ပေါ့နော် positive thinking ရှိရပေါ့နော်ကိုကအကောင်းမြင်တဲ့လူဖြစ်တယ်တခုခုဆိုတော့ငငယ်တော့ကျတော့အကောင်းမြင်တယ်ပြီးလို့ချလို့ရှိရင်ဝမ်းနေတယ်ငိုတယ်အဲ့လိုမျိုးအကြိုက်ခံစားရပေါ့နော်အခုကျတော့အဲ့ဒါဘာသာတရားဆုံးမနဲ့ လည်းဖြည့်သိမ်းလို့ရအောင်ရှိတယ်။ဆာအများကြီးဖတ်တဲ့အထဲမှာမှအဲသူများတွေရအတွေးခေါ်သူများတွေရအတွေးခေါ်တွေပေါ့နော်။ဟိုဖတ်မိထားတော့အဲအဲ့လိုမျိုးတွေကြောင်းကိုကအခုချိန်မှာဒါဟိုတောင်းတောင်းဆိုတိတ်အရင်ကြီးပါမဖြစ်တော့ဘူးပေါ့။နေတက်သွားပြီခန်းစားတက်သွားပြီပေါ့။ပြိတဲ့ရဲ့ပိတ်ကားပြင်မော်ဟိုဘာမရောက်မရောက်တာပေါ့နော်ဒါပေမဲ့အပြင်မှာအဲတချင်းပွဲတွေနဲ့ပွဲတွေလိုက်ဆိုတာမျိုးတွေအဲဓာတ်ပုံရိုက်တာလေးတွေအဲအဲမျိုးကတော့ဘူးတနိုင်သလောက်လုပ်နေတာပေါ့နော်ဟုတ် ဟုတ်တယ်အခုနောက်ပိုင်းကျတော့အမမကနည်းနည်းတက်လဲရလာပြီဆိုတော့လေအဲကိုဘကိုပဲလုတ်ဖြစ်တာများရပါတော့အဲ့ခါကျတော့ဘယ်လိုလဲဆိုတော့အဲအမျိုးသချင်းတွေသွားဆုံမယ်ဆိုလို့ရှိရင်လည်းတကယ်ချင်းတွေကိုကိုနဲ့အဲအားတန်ရအားတန်ရ close ဖြစ်တဲ့သူတွေအနုပညာမားတွေချင်းချင်းအတူတူသွားကြတယ်တစ်ခါဟိုတယောက်တည်းပေါ့တယောက်တည်းဆိုပေမဲ့ဘေးမှာနောက်ကိုကိုနဲ့ပေါင်းတဲ့အနုပညာအတူတူသွားကြလာကြဇိုးကြပြူကြဆိုတော့အဲအဲ့လိုမျိုးပဲလုတ်ဖြစ်တာများရပါတော့ အဲ့လိုရကြရလို့မပါဘူးအဲ့လိုပျော်အောင်နေတာပေါ့နော်ကိုကိုရင်ကလည်းပျော်ပျော်နေတတ်တယ်အဲစိတ်ညစ်စရာရှိလို့ရှိလို့ရှင်လည်းခေါင်းနဲ့သိမ့်ထားတယ်ပေါ့ပေါ့နော်နောက်ပြီးတော့ positive thinking အများကြီးရှိရဆိုတော့အဲ့လိုမျိုးပေါ့ဒါပြတော့အဲ့လိုမျိုးမျိုးရိုးလိုက်တာနဲ့လဲဆိုင်နေတယ်မမကအဲ့လိုနှုတ်တယ်နှုတ်တဲ့အခါကျအမေကနှုတ်တော့ကိုလည်းအဲ့လိုမျိုး လူတွေထိရတာပေါ့ဒီတော့တော့ကိုရီဆိုလို့ရှိရင်ဒီကိုတော့အဗန်ဒီပါထုတ်ခဲ့ရတာပေါ့နော်အခုတော့လည်းတပုတ်ချင်းထုတ်တာတော့အခွင့်အရေးလည်းရှိတယ်အပိုလဲဟိုပလက်ဖောင်းမျိုးစုံကနေပေါ့နော်အဲ့လို YouTube တို့လို Facebook တို့လို့အဲ့လိုအနောက်တခြားအဲ့လိုမျိုး music ဟိုမျိုးစုံပလက်ဖောင်းမျိုးစုံကနေပြီးတော့လုံးလို့ရတာဆိုတော့အခွင့်အရေးတော့ပိုရှိလာတယ်ပေါ့နော်ကိုလည်းအဲ့လိုမျိုးလေးတော့အလုံးဖို့တော့လုံးမယ်ဆိုလို့ရှိရင်လုံးဖို့တော့စဉ်းစားထားပါတယ်အဲ့တောင်ကြီးတောင်နဲ့တခါမှမရဘူးရဘူးတော့ဒီနှစ်ကလည်းအဲဟိုပါပေါ့ ွဲဟိုပါစီမယ်ဆိုပြီးတော့ပြောကြတော့သွားပြီးတော့လဲလဲဖြစ်တာပေါ့ဟုတ်မိုးရီပါအဲ့မဖွင့်မွှမ်းအမိသွားလိုက်တော့ဖွင့်မွှမ်းတော့ဒီချာလေးကြည့်လိုက်ရတယ်ပေါ့နော်လူတွေလည်းအရန်တိုးတယ်တိုးတဲ့နေရာမှာဆိုတော့တကယ်အောက်ဆီဂျင်အောင်မှတော်တော်နည်းသွားတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုး SP များတဲ့နေရာလိုက်ရှာရတယ်ဆိုတော့ဒါပေမဲ့အဲ့လို ဲ့လိုတခါမှမရဘူးတဲ့အတွေ့အကြုံဆိုတကယ်သွားကြည့်ပါလို့အရင်ပြောဖို့အရင်ကောင်းတယ်လို့ဟိုပါပေါ့တောင်ကြီးကလူတွေကမထူးကြပါပဲမဲ့တခြားအနေနဲ့ရဲကလူတွေတော့တကယ်ဟိုဘာနဲ့မှမတူတဲ့ experience တစ်ခုပဲအရင်ပြောဖို့ကောင်းတယ်အာ2025ကတော့ဘယ်လိုပြောမလဲဆိုတော့တခုခုအရှိန် union နဲ့လို့ကိုကိုထင်တယ်ပေါ့နော်တပံပြန်ပြီးတော့အား union ရဲ့နှစ်ဆိုလဲဟုတ်မယ်ပေါ့နော်အရင်ကောင်းနေရမျိုးမဟုတ်ပြင်မယ်အရင်စိုးနေရလဲမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့အဲဟိုကိုယ့်အတွက်ကတော့ 2026ခုအတွက်ကိုအဲတခုခုအချိန်ယူနေတဲ့အဲအဲ့လိုမျိုးပေါ့နော် something big coming ပေါ့အဲအဲ့လိုမျိုးလေးနေရာနေလို့ထင်ပါအဲအဲနှစ်ယောက်ရှိရပေါ့နော်နှစ်ယောက်ဆိုတာအရန်ခင်ရတဲ့ငွေစင်းနှစ်ယောက်အဲ့လိုမျိုးခင်လာနှစ်20အစိ25နှစ်အဲ့လိုဖြစ်ရတဲ့ငွေနှစ်ယောက်ရှိရဲဒါပေမဲ့လည်းအဲ့ဒါလည်းကိုယ်အမမဟုတ်ဘောနော်တယောက်ကတော့ပတ်စံရှိတာသူရှိတာကိုကိုကမကြီးလိုက်တဲ့အခါကျတော့အဲစိတ်ဆိုးပါတယ်ဒါစိတ်ဆိုးလို့ရပါတယ်ဒါပေမဲ့အဲဘယ်လိုလဲဖြစ်ဖြစ်ဘယ်လိုပြောမလဲဒါက ဟိုအဲ့လိုမျိုးစိတ်စိတ်ဆိုးရတဲ့အပြင်ကိုယ့်ရဲ့ဟိုဘယ်လိုမဟုတ်တာတွေကမဟုတ်တာတွေရောဟိုမကောင်းတာတွေလိုက်ပြောပြီးတော့ဟိုထိုးနှက်တဲ့ပုံစံမျိုးနဲ့ဖြစ်နေရောအဲ့အဲ့လူကလည်းသူ့ရဲ့ကိုယ့်ကိုသူ့ရဲ့ idol ဆိုသဘောထားပြီးတော့အားကျနေရတဲ့အတူယူပြီးအယံခင်ရတဲ့သူမျိုးဖြစ်တော့အော်လူတွေကပြောင်းလဲတတ်တယ်ဆိုတာကိုသိရပေါ့နော်နောက်တစ်ယောက်ကလည်းအဲ့လိုပါပဲကိုကအဲ့လိုပတ်စံမကူညီတဲ့ခါကျတခြားအရာကူညီလိုက်တာပေါ့နော်တခြားအရာကူညီလိုက်တဲ့ဟာကိုအလွယ်သုံးစားရလို့တဲ့ခါကျတော့ ဲ့လိုမျိုးရောရောက်ခဲ့ရတဲ့ဒီဖြည့်ရှင်းရပါတော့အဲ့လိုမျိုးတွေရှိရခါကျတော့တော်တော်လေးကိုလက်စင်ရတဲ့နှစ်ပါပဲဒါပေမဲ့လည်းဘယ်လိုပြောမလဲဆိုတော့အဲနှစ်တိုင်းနှစ်တိုင်းမှာဘွားကြီးရဲ့သင်ကန်းစာရေးပြေပါတော့အကောတော့သင်ကန်းစာကြီးကြီးနှစ်ခုကိုတော်တော်ဟိုဘယ်လိုကောင်းမလဲကြီးကြီးမမာရလိုက်တာပေါ့အဲ့တော့ကတော့ဝမ်းနေတာပေါ့သူငါ့ကိုလိုရက်လိုက်လေခြင်းပေါ့နော်ငါတို့ဒီလောက်ခင်းရတဲ့အတိုင်းလောက်ရက်တယ်ပေါ့ဒါပေမဲ့လည်းပြန်စစ်စားကြည့်လိုက်တော့အဲလူရင်းပဲထိုးလို့ရတာလေဘာဖြစ်လို့ တစိမ်းဆိုလို့ရှိရင်ဥမာဟင်ကောင်သိန်းတရာမျိုးဆိုလူရင်းမကြီးမှာပေါ့အပြင်တရားကိုတခါမှမသိရလို့ပဲကြီးမလဲငါ့ကိုကားပေးပါဆိုလို့ကြီးလို့ရှိရင်လူရင်းမပေးမှာပေါ့မရင်းတဲ့လူပဲပေးမလဲနော်အဲ့တော့အဲဘာဖြစ်ကိုဒါနဲ့တိုးတဲ့လူတွေကလူရင်းတွေပါပဲလို့အဲ့ဒါလဲဟိုလူတိုင်းကိုသိစေချင်တယ်ချို့ကလူရင်းဖြစ်ပြီးဘာလို့လောက်တာလဲလို့ထင်တယ်ကိုလည်းအဲ့လိုစဉ်းစားဘူးတယ်တကယ်တော့လူရင်းမလို့သာပေးလိုက်တာလူရင်းမလို့သာလုပ်လို့ရအောင်ပေါ့နော်တသိန်းဆိုတောင်းတောင်းကဒီနေ့မှတွေ့ပြီဒီနေ့လုပ်လို့ ဟိုအများကြီးကြီးကြီးမားမားလောက်ရလောက်လို့ရတာမရှိဘူးလေနော်အဲ့လိုတော့မဟုတ်ပါဘူးဒီနှစ်တွေဒီနှစ်တွေထဲမှာဟိုကို့အတွေးခေါ်တွေအများကြီးပြောင်းလဲပြောင်းလဲသွားတယ်ဘာဖြစ်လဲဆိုတော့အရင်တော့ကလေငါမှဖြစ်လေချင်းငါမလို့လုံးရလေချင်းအဲ့လိုမျိုးစဉ် ဖြစ်ဖြစ်မိရပေါ့နော်ဒါပေမဲ့တကယ်တော့မဟုတ်ဘူးစာတစ်ခုပတ်ဘူးရလူတွေဟိုမထင်ရဘူးနော်အရန်အော်လိုက်တာလို့မထင်ပါနဲ့တဲ့ဟိုဒါတွေကဖြစ်ရောဖြစ်စင်ပါပဲငါမလို့ဖြစ်တယ်သူမလို့ဖြစ်တယ်ဆိုတာမရှိဘူးပေါ့နော်အားလုံးကဟိုကန်ကြမာရဲ့အလိုကြအလင်းသင်းလို့ random နဲ့ ဖြစ်ဖြစ်ရောဖြစ်စင်ပါပဲအဲ့တော့ဟိုတခုစဉ်းစားလို့ရတာဒါတွေကဟိုကောင်းတာလဲကိုပေါ်လာကြလာမယ်ဆိုရလာလာကြလာမယ်ဆိုဖြစ်ရောဖြစ်စင်နေပါပဲအဲ့လိုမျိုးအရင်မခံစားနဲ့ပေါ့နော်အဲ့စားလေးကိုဖတ်လိုက်ရတော့သိပ်ပြီးတော့ဩဒါမကောင်းတဲ့ဟာလဲငါငါပေါ်လဲတစ်ခါတလေလာမှာပေါ့နော်အဲ့တော့ဒါဖြစ်ရောဖြစ်စင်မှာပဲလို့တွေးလိုက်တဲ့ခါကျတော့သူများအောင်လဲသိပ်ပြီးတော့ဟိုမဖြစ်တော့ဘူးပြစ်မတင်တော့ဘူးကိုကိုလည်းပြစ်ရလိမ့်ချင်းဆိုပြီးတော့ဝမ်းမနေတော့ဒါပေမဲ့နောက်မပြစ်အောင်တော့ဟိုစူးစမ်းပြီးတော့ ဟိုတတိထားနေရမှာပေါ့နော်ဒါပေမဲ့လည်းအဲ့ဒါယူကြောက်ပြီးတော့လန့်ပြီးတော့ခဲမဲ့ဦးရစာငွေလေးလို့ဘယ်သူမှမယုံတော့ဘူးဆိုဆိုတာကြီးကတော့နည်းနည်းအဲကို့အတွက်ဟိုအဖြစ်ဖြစ်မှာပေါ့နော်ဟို toxic ဖြစ်သွားမှာပေါ့အဲ့လိုတော့မရှိပါဘူးငငယ်တော့ကအဲ့လိုစာအများကြီးဖတ်တယ်ပေါ့နော်စာအများကြီးဖတ်တယ်ခုနကပြောသလိုမျိုးအဲဟို positive thinking ရှိရပေါ့နော်ကိုကအကောင်းမြင်တဲ့လူဖြစ်တယ်တကူဆိုတော့ငငယ်တော့ကကျတော့အကောင်းမြင်တယ်ပြီးလို့ချလို့ရှိရင်ဝမ်းနေတယ်ငိုတယ်အဲ့လိုမျိုးအကြိုက်ခံစားရပေါ့နော်အခုကျတော့ တော်တော်များများဟိုဘယ်လိုခေါ်မလဲကိုရောက်တဲ့အသက်အရွယ်မှာလေရောက်တဲ့အသက်နဲ့ဖြည့်တဲ့တော်တော်များများဟာတွေကအတွေ့အကြုံတွေကပုံများရလို့ပြောရမှာပေါ့နော်အဲ့ဖြစ်လာရင်ကိုကြီးပဲအဲ့ကိုတော်တော်လဲနေပြီဒါပေမဲ့ကိုလောက်လဲရလဲကိုပဲအဲ့လိုမျိုးပေါ့ခံလိုက်ရလဲကိုပဲပေါ့နော်အဲ့မျိုးဆိုတော့ဟိုတခုပဲတွေးပါရင်ငါအခုဘွားကကောင်းကောင်းနေတယ်အရင်ဘွားကတော့သူများကိုအရင်ဇက်ရှုပ်ခဲ့လို့နေလိမ့်မယ်အဲ့တော့အခုမလို့အရင်ဘွားကလောက်တဲ့အတိတ်ကံကြိုးပေးပေါ့နော်အဲ့ဆိုဘာသာတရားဆုံးမနဲ့ လည်းဖြည့်သိမ်းလို့ရတာမျိုးရှိတယ်။အဲဆာအများကြီးဖတ်တဲ့အထဲမှာမှအဲသူများတွေရဲ့အတွေးခေါ်သူများတွေရဲ့ဟာမျိုးဟိုအကောင်းမွန်တဲ့ဟိုဟာမျိုးတွေကိုအတွေးအတွေးခေါ်တွေပေါ့နော်။ဟိုဖတ်မိထားတော့အဲအဲ့လိုမျိုးတွေကြောင့်ကိုကအခုချိန်မှာဒါဟိုတောင်းတောင်းဆိုတိတ်အရန်ကြီးပါမဖြစ်တော့ဘူးပေါ့။နေတက်သွားပြီခန်းစားတက်သွားပြီပေါ့။ အဲအခုအဲကိုလုံးလို့ရနိုင်တာလေးပေါ့နော်ဥမာကားရိုက်တို့စီရီတို့ကြတော့ဒါသူများခေါ်မှရမှာပေါ့အခုကိုလုံးနိုင်တာကြသချင်းလုံးလို့ရမယ်ချင်းလုံးရမှာခုနကမှပြောသလိုမျိုးတပုတ်ချင်းစီကိုအဲ platform မျိုးစုံကနေပြီးတော့အဲလိုမျိုးလေးလုပ်ကြည့်မယ်ပေါ့သချင်းနဲ့ကန်လုပ်ဖို့စိတ်ကူးရှိတယ်ပေါ့အဲဝယ်ထားတဲ့သချင်းကဝယ်ပြီးမလုပ်ဖြစ်သေးရလဲရှင်ဒါပေမဲ့နှစ်တည်ကြာသွားတဲ့အချိန်မှာအဲလိုမျိုးကိုယ်အစ်စ်တွေပဲပြန်လုပ်ချင်တယ်ပေါ့နော်အဲ့တော့အဲနောက်နှစ်မှာဖြစ်လောက်မဲ့ဟာမျိုး ဟာမျိုးအဲ့လိုမျိုးပေါ့ update update ခံစားချက်မျိုးလဲအချင်းအမဲနောက်ပြီးတော့ရာသီဥတုနဲ့ပတ်သက်တဲ့ဟာမျိုးလေးပေါ့ဘယ်တော့မှမယိုးမဲ့ဟာမျိုးပေါ့နေမိုးဆောင်လိုဟာမျိုးလေးနဲ့အဲ့လိုသချင်းမျိုးလဲလောက်ဖို့ရှိသနှမျိုးလောက်ချင်တာပေါ့အမဲဖြစ်ပေါ့အလင်းသင်းလို့အမှုပညာရှင်လောက်ခဲ့ရှိရသလိုရှိလို့ရှိရင်လဲအဲအာအပေးကြပါပါเนาะအရင်တော့အရင်တော့လည်းတည်ပြီးအခုချိန်ထိစိတ်ထဲမှာရှိနေတဲ့ပြဿနာတွေအကုန်လုံးလည်းကျေးဇူးများကြီးတင်ပါတယ်เนาะ